အားလုံးပဲမင်္ဂလာပါရှင်။နှွေဦးနရတဲ့ channel ကနေကြိုဆိုလိုက်ပါရစေ။ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာဆူးငဲ့ရေးသားထားတဲ့ငါတို့ပြောရာတောင်သေးလားဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်။ငါတို့ပြောရာတောင်သေးလား ူသည်ခေါတုံခေါပြန်လမ်းလျှောက်နေရမှ လေသာပြင်းစီတို့သွားကလောကအနန္တဇေဒီတို့အတန်ကြာထိလှမ်းမျောကြည့်လိုက်သည်ဟိုးအဝင်းမြင့်ပြင်သည် ကောင်းငင်အပြာနှင့်ရောနေ၏မြူးစာလွာခပ်ပါပါကြဝဲလောကအနန္တဇေဒီ၏ကောက်ချောင်းသည်ခိုက်ရေးရေးလေးပြည်သည်ဝှေ့ရန်လာသည့်ထင်ဇေဒီစီမဆဲလဲတံများလွင့်မျောလာသည်သူကောင်းကိုရန်သည်ထို့နောက်တက်ပြင်းချသည်ညာလက်သည်ကို ဘက်ဘက်လက်ဖွားဖြင့်ဆုံနေသည်ထိုစဉ်သူဆဲလွတ်လိုက်သောမင်းချင်းလူလင်သည်ပြန်ရောက်လာ၏ခရီးအတော်အတန်ကို အပြေအလွာသွားခဲ့၍မောဟိုက်နေပုံရသည်အတန်များပင်မမှန်တော့မှန်မှန်မှန်လှပါဖျားအုတ်လငယ်သည် အရှင်ရှိတော်မှောက်ရောက်မှသာစစ်တရင်ကိုရှောက်ထားလိုကြောင်းတန်တော်ဦးတင်းလိုက်ကြောင်းပါဖျားသူ့မျက်နှာရုတ်ချီကြံတန်သွားသည်အန်ကိုတင်းတင်းကြည့်၏ တလွန်ပေါ်ရှိဗရမများကြောက်စီသားကိုတမဟုတ်ချင်းဆွဲယူပြီးတဲ့ရရဆဆထူးကြမဲ့စစ်တရင်တခနာချင်းငါကြားလို့ရေလျှောက်တင်ခိုင်းဒင်းငါရိုင်းရိုင်းပြပြနဲ့စကားကိုနှောက်နှေးထားတပောင်းမာတာငအုပ်လှကို အခုချက်ချင်းထောင်သွင်းအကျဉ်းချစီအမိန်တော်သူဤဒေါ်တာကလှိုင်းတဘူထထသွားသည်မုမတ်တေနာပတိတော်ကလှိုင်းတဘူအောင်နင်းမြုပ်သွား အထိန်အကုန်မဲ့ပောက်ကွဲထွက်သွားသောဒေါသ၏အခိုးလျံကြောင့်မြင်းကွင်းများသည်ဝေဝါးသွားလေသည်မိမိ၏အမိတ်အားဥလည်မတုံထမ်းရွက်ရန်အပားမှထွက်ခွာသွားသောမင်းချင်းလူလင်အား၎င်းတခဏအတွင်ပြန်လဲဝင်ရောက်လာသော ထိုလူလင်သည် အုတ်လငယ်ကစစ်တရင်အားအရေးတကြီးရှောက်ထားလို့ကြောင့်တန်တော်ဦးတင်တန်ကို၎င်းတတိမထားမီတော့ မကြမီအာနာသားများခြံရန်နှောင်ကြိုးတဲ၍ရှိတ်မောက်ရောက်လာသော အုတ်လငယ်၏ရှောက်တန်တန်များကိုလည်းလုံးစိပတ်စိမကြမီသည်တိုက်ဆန်200စစ်မြင်း2000ဘူဂျီ2000ဟုသောကိန်းကနန်းများကိုလည်းကြားလိုက်ရပေမဲ့စိတ်မဝင်စားမီသို့သောလေးနဲ့ပြပြင်းစွာ ရှောက်တန်လိုက်သောအုတ်လငယ်၏စကလုံးများအနေသူတို့ကအရှင်နှင့် အရှင်ဤတန်ပတိပအတွက်အသက်သွေးပေါင်းများစွာကိုပိတ်ဆက်ခါ မစ္စကူရီအားရယူနိုင်ပါသည်အရှင်။ဟူသောပီပီတန်တာကြားလိုက်ရသော အတန်ကြောင့်ပူလောင်ဆူပွက်နေသောသွေးများသည် အခိုးသည်အငွေ့သည်တွားကြသည်။ဒေါသသည်ပီတိအဖြစ်အရေးပြောသွား၏။မကြာခဏအပြောင်းလဲမြန်ဆန်လွန်သောဒေါသ၊နောင်တ၊ပီတိတို့၏အကူပြောင်းကမိမိအဖို့ချိုမြိန်လာသောဟင်ကောင်းတစ်ခွက်တစ်ဖွဲသည်။ပီတိသည်တဖြည်းဖြည်းအာရုံစပြုတ်နေသောဒေါသအားဝါမျိုးစပြုတ်လေပြီ။ ပိဋိကြောင့်ရင်မှုနေမိသောအာယုန်သည် ရာဇဝတအုပ်လငယ်၏လှုပ်ရှားမှုများကိုရည်ဝေစွာတစ်ဖက်ဖက်မြင်နေရသည်။နှောင်ကြိုးတဲထားသောလက်နှစ်ဖက်ဖြင့်ဥယျာဉ်ကောင်းပေါအားဖြီလိုက်သည်။နန်းရင်ပြင်တွင် အုပ်လငယ်၏ဆန်းစားတို့သည်တန်းတကြီးကြီးဖြင့်အထွေထွေကြလာလေသည်။ထိုအခါမိမိအသည့်သည်စောစောကအုတ်လငင်လျှောက်တင်ခဲ့သည့်ဥဆွေဆံမြည်ဟူသောစကလုံး၏အင်အားကြီးမားမှုကိုဂရုပြုမိတော်သည် ဥဆွေဆံမီဥဆွေဆံမီဟင်းသာဗရာအနီနဲ့ရွှေရောင်ဝင်းပါနေသောနန်းရင်ပြင်တွင်ဆံစားတို့အလုံးအထွေတန်းပြင်ကြည်ကြည်တက်နေသောဥရက်ကောင်းပါနှောင်ချိုးနှင့် အုတ်လှငယ်အကြီးတန်းလှသောမြင်ကွင်းကြောင့်ရင်မူးမိသောပိဋိသည် နောင်တအဖြစ် ပြောင်းလဲပြန်ပြီမဟုတ်လောမဆန်းတော့ဒေါသပိဋိ နောင်တသို့မဟုတ်ဒေါသနောင်တပီတိအပြောင်းလဲကမိမိအဖို့မဆန်တော့ယခုလဲဒေါသသည်ပီတိမှတဆင်နောင်တတို့ကူပြောင်းရပြန်ကြည့်ပြီအုတ်လငယ်ကိုဘာကြောင့်အပြစ်ပေးမိပါလဲဒေါသကြောင့်မှားယွင်းခဲ့ကြည့်ပြီတကားသို့တော့ဤတို့အကြိမ်ကြိမ်မှားယွင်းခဲ့ဘူးတော့အတွေ့အကြုံကြောင့်ထွက်ပေါက်ကိုဖြင့်ရှာဖွေ တွေ့ရှိခဲ့ဘူးလေပြီ ခမဲတော်ဥဇနာမင်းကြီးလွန်ပြေနောက်မိမိကဲ့သို့တာမန်ဘဘုတ်တဲမိဖုရားသားကိုထိနှန်းတင်ပေးခဲ့သည့်အဘရာဇအတင်ကြံကိုပင်နေနေတန်းခက်ခဲ့ဘူးလေသည်သောသောဒေါသကြောင့်အမားကို ပြန်လဲချီမြောင်နေရပေးခြင်းဖြင့်အပရာဇတကြံကပင်ယခုမစ္ဆဂီရီကိုပြန်လဲရယူပေးခဲ့ပြီမဟုတ်လားအဆောင်အယောင်ရာထူးတစ်စိတ်ကမိမိ၏ပွဲတွေ့စေအခုရော မှာရင်အပြစ်ပေးခြင်းကြောင့်ဖြစ်ပေါ်လာမည်အုတ်လငယ်၏မိမိအပေါ် နာကျင်မှုအားကုသရန်ဆေးရှိပါသည်။နောင်တဟူ၍ဖြစ်ကလေးကအုံနောက်၏အလေးကျင်ကလည်းတဆက်သေးပင်ဘွဲ့တစိတ်တို့ကိုရွေးချယ်မိကြပြီ။ပါတယ်။ရန္တပစ္စည်းရန္တပစ္စည်းဟုတ်ပြီ။အဘရာဇတကြိုင်၏တားငယ်အုတ်လငယ်ကို ရန္တပစ္စည်းဟုဘွဲ့တစိတ်ချိတ်အရာမြောင်မည်။ တားကြီးအုတ်လာကြီးကိုမူအနန္တပစ္စည်းဟုချီမြောင်မိ။ကဲမိမိ၏မှားရမှုကိုဘယ်သူခံပြန်ပါအန်နီ။အနန္တပစ္စည်းရန္တပစ္စည်းတို့ကဘွယ်အဆောင်ရောင်ဖြင့် ရွှေငွေယဒနာအိုးဖဲကတိပါ။ခါသာပိတ်အုပ်အတပြငွေတို့များဖြင့်နန်းတွင်တဲကမောင်မမိတ်သားများနှင့်ပျော်ပါကြပြီယောဤသို့ဖြင့်ပပုတ်တဲမသားမိမိအားမိသူက ပုံစားဝန်အန်ဤ ဤသို့ဖြင့်တန်ပဒီပ၏နာကြီးမှုတက်ခေါက်တမ်းများကအဘေးမလင်းလက်တီဆိုဝွန်အန်နီဤသို့ဖြင့်အရှိတန်လွင် အနောက်မစ္ဆဂီရီမြောက်ငဆောင်ချမ်းတောင်မာတဝဲအထိသူဤနာ သူဤမျက်စိတို့ကိုဖြန့်ကျက်ထားနိုင်သည်မဟုတ်လောစင်စဲတမ္ပဒီပသည် နရတိဟပတိဤလျှို့ဝဲသော နာမျက်စိတို့ဖြင့်ဖြန့်ကျက်ထားရာဘာ ူတို့နားတွေသူတို့မျက်စိတွေဟာနေရအနှံ့ဖြန့်ကျက်ထားကြတယ်ဟုတ်စားကျွန်ုပ်တည်တောင်စွန်းနေမေးတင်နေတော့ကြောက်တုံတုံပေါ်ထိုင်နေရမှရှော်ဆင်းလိုက်သည်ငပြိဆန်သည် လက်တွင်ကင်ထားသောတိတ်ကိုင်းကြောက်ကိုဖြောင်းကနေနှစ်ပိုင်းချိုးလိုက်ရင် ဟုတ်တယ်ငလုံးမတို့ရောက်နေတဲ့ဟော်ဒီတောင်ပေါ်ကနေလှန့်ကြည့်လိုက်စမ်းဟိုမှာကယုံမတောင်နဲ့ယုံမရဲ့ဒီဘက်မှာကအေယာဝတီဒီစီမှာကတော့အုပ်ရိုးပြန်ငုတ်တော်တွေနဲ့လေကွင်းတွေကလည်းတမျောတခေါ ဘယ်လောက်ကြဲပြောလိုက်တယ်လဲဘယ်လောက်လှပလိုက်တယ်လဲကိုရင်လိုစာတို့ပိစလေးရေးတဲ့သူအဖို့ကာယံတွေလင်္ကာတွေတစိမ့်စိမ့်ရိုးစီးရောပေါ့အေးဒါပေမဲ့ရိုးမနဲ့တော့အုပ်ကတစ်ပင်တပင်စီအေယာဝရီရဲ့လှိုင်းချက်ခွတ်တိုင်းရုပ်စွာအဆုံးกว่าရိုးပြန်ငုတ်တို့အပိုင်ပိုင်အပြက်ပြက်ကြမှာသူတို့နားတွေသူတို့မျက်စီတွေကြီးပဲတံပဒီပကနရတရာပတိဟာအခုအညံ့ပြင်းလာတဲ့သူ့အာနာတော်ကို ထာဝရခိုင်မာနိုင်ဖို့သူ့နာသူ့မျက်စီတွေကိုငါတို့တွေဘိုးစင်ပေါင်းဆက်အေးအေးချမ်းချမ်းလောက်ကန်စားတော့လာတဲ့ဟောဒီရိုးပြက်လက်ကွင်းတွေတဲ့အထီအောင်ကျဲ့ပြန့်ထားငပြည့်စံဒီပြောရင်အတန်တဲဝင်သွားသည်အောက်နှခမ်းကို ပြင်းပြင်းကပ်၏တံမာလာတော့ပယိုးနှစ်ဖက်ကမွေးနကားကဲ့သို့ပပြင်းထောင်လာသည်ထို့နောက်တက်တချက်ကိုခက်ပြင်းပြင်းခေါက်လိုက်ပြီး ကျွန်ုပ်ဤလက်ကိုဆွဲကင်ဖြင်းညင်လိုက်သည် ထိုစဉ်ခဏသူ့ထံမှ နာကျင်မှု ခံပြင်းမှုဒေါသသည်ကျွန်ုပ်ထံသို့ကူလာပေသလိုမသိတကိုယ်လုံးစက်သိမ်းဝင်းညင်ထကသူ့ဘဲဘဲလက်မောင်းအားလှုပ်ရမ်းလိုက်မိကဒါဒါဖြင့်နောင်ငယ်ကျုပ်ရင်ထဲမှာဟောဒီပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကြောင့်ယုံစည်းလာတဲ့လင်္ကာစကလုံးလေးတွေဟာကြည်နူးစရာအေးချမ်းစရာတဏ္ဍရတတွေဖြစ်ပါဦးမလားအကြီးတန်မှုတွေရက်ဆက်မှုတွေနာကျင်မှုတွေကြောင့်မလှမပမပြေမပြစ်နဲ့ ကြံတန်းခက်ထန်နေမှာပေါ့နော်ဟုတ်တယ်မို့လားနောင်ငယ်ဟုတ်တယ်မို့လားငပြည့်ဆန်ကသူ့ဘဲဘဲလက်မောင်းအားဆုပ်ကိုင်းလှုပ်ရမ်းနေတော့ကျွန်ုပ်လက်ကိုအသာဖဲလိုက်ပြီးမှငလုံးမဒီအချိန်မှာစကလုံးတွေကာယံတွေဟာကြံတန်းပါစေခက်ထန်ပါစေမင်းအသွေးသားထဲမှာခက်ထန်ကြံတန်းတဲ့စကလုံးတွေကာယံတွေပော့ပွက်ဆိုပြီးမင်းနှလုံးသားကိုလှုပ်နှုတ်လိုက်လို့ဓာတ်ကိုလွှဲလှန်ကိုဆွဲပြီးဟောဒီရံဝေးတောင်ပေါ်ရောက်လာတာမဟုတ်လားလင်ငါဆရာလေးရဲ့ ဒါပေမဲ့နောင်ငယ်ရဲ့ဟုတ်ဟုံမှာကြည်စမ်းမအောင်မစ္စဂရီဟာမိဟုံဟုံတောက်နေပြီမဟုတ်လားတမ်ပဒီပါကနရတေယပတိဆဲလွတ်လိုက်တဲ့တွင်တယ်မူတရီပစ္စပတိနဲ့ရာဇတကြံရဲ့တိုက်ဆင်တွေစစ်မြင်းတွေနဲ့စစ်တီတွေဟာတော်စားငလုံးမငါဝမ်းကလွယ်မွေးတဲ့တာမို့စကားမဟရဲလောက်အောင် ရှက်စရာကောင်းလာပြီရဲ့ဘာတိုက်ဆင်တွေစစ်မြင်းတွေဟုတ်လားကျွန်ုပ်ရုတ်တရက်အံ့အားတင်သွားသည် ဘယ်ချိန်ကကျွန်ုပ်တို့အနာရောက်နေမှမသိတော့မိခင်သည်သူမ၏နားနှစ်ဖက်မှ ကြီးမားလှသောငကွင်းကြီးများကိုပင်လှုပ်ခါသွားအောင်တကိုယ်လုံးတဆတ်ဆတ်တုန်နေသည်ကျွန်ုပ်တရီမထားမိခြင်းပင်မကြသေးမီဟော့ဟူတောင်ဆောင်ကကြောက်တုံးပေါ်ကျွန်ုပ်ထိုင်နေစဉ်ကလေးကမိခင်သည် အဖော်မိမ့်မသူများနဲ့ကြောက်ခွဲကြောက်ပကံလုံးကျောက်ပကံပြားများ twin two သွေးလုံနေတာကျွန်ုပ်သတိထားမိဖို့ကောင်းသည် မိခင်သည်တဲကြောင့်ဖြင့်ပြုတ်လုထားသောကြောက်ခွင်အာ မိကိုမှိုင်ဖြင့်ကြက်တင်နေရမှ ကျွန်ုပ်၏စကားကြောင့်တကိုယ်လုံးဆက်ဆက်တုံမြဒေါသဖြစ်သွားပုံရသည်ထို့နောက်ကြက်တင်လက်စာကြောက်ပကံမြအားချကာကျွန်ုပ်ဤသို့လှန်လာပြီးဟိုးအဝင်းစီမှမိကိုတလူလူနှင့်စစ်တန်ခမိတင်နေသောမစ္ဆာဂီရိစီတို့လှမ်းမျောကြည့်လိုက်သည်တိုက်စင်တွေစစ်မြင်းတွေဟုတ်လားဒီမှာငလုံးမရဲ့မင်းဖခင်နဲ့မင်းညီငယ်ဟာအဲ့ဒီကျူးကျော်လာတဲ့တိုက်စင်တွေ စစ်မြင်းတွေကိုရရလှန်ငယ်ဒုတ်တို့ကို ကင်ဆွဲပြီး ခုခံခဲ့ကြရာကအသက်ခံတာမဲ့စွာနဲ့ဟော့ဟိုမစ္ဆာဂရီမှာနေရခဲ့ကြရပြီလေတကယ်တော့တို့ဘိုးဘွားတွေဟာမြောက်ဖက်ဥရုချောင်းပြားနဲ့ဟူကောင်းတောင်ကြားကတဆင်ဟော်ဒီမြစ်ဝမ်းတလျှောက်ဆင်ပြေလောက်ကိုင်းဆားလာကြတာပဝေတနီကလေးကပါရိုးမရဲ့မြောက်ဖက် တက်တောင်ဖလန်တောင်တဝိုက်မှာတစု ရိုးမရဲ့အရှိတ်ဘက်ဆင်ရင်ရှောကနေဟော်ဒီအလဲပိုင်းမှာဒုတ်တွေကတစုဟော်ဒီမြင်းနဲ့ဟော်ဒီမြင်းချောင်းအင်ရင်တွေမှာလဲတီးပြီးငါဖန်စားတော့လာကြတာတန်ပဒီပါဆိုတာမတိုင်ခင်ကလေးကမိခင်သည်ပြောလဲစာစကားကိုရက်ခါအသက်ကိုပြင်းပြင်းရှူ၏နိုင်ငယ်ပိုင်းဖြင့်သာ ထုတ်စီထားသောရင်အစုံသည်ဒေါသကြောင့်အလောရှာမြန်လွန်လာသည် မိโกငွေများတလူလူလွင့်နေသော မစ္စာဂီရီတို့လှမ်းမျောကြည့်နေသောမျက်လုံးစုံသည်မျက်တောင်မျှပင်မခန့်စူးရှာလွန်ပြီးခြင်းမကြမီမျက်ဝန်းတောင်မှမျက်ရည်တစသည်နှာရန်ပြပြပေးတလျှောက်ရှိဇရာအရေးကြောင်းချောင်းငယ်မြောင်းငယ်များအားဆွဆွသွားစေသည်ငပြည့်ဆံမမို့သူ့အကျင်တိုင်းလက်တလန့်ရှိတရုပ်စကားပင်မှတိတ်ကိုင်းကြောက်ကိုချိုးဖဲ့ယူပြီးတဖြောင်ဖြောင်ချိုးနေသည် ်ထို့နောက်ခံပြင်းဒေါသဖြစ်နေသောမိခင်၏လက်မောက်အားနူးညံ့တိမ်မွေးစွာဆုပ်ကမ်းပြီးအကြီးရဲ့တံပတီပါဆိုတာကလည်းကျုပ်တို့တွေ့ရင်သားရင်ပါပဲဒီရီကိုတော့ဒီမြေမှာမွေးတာကြီးပါဒါကြောင့်လဲတံပတီပါဟာအရင်ကတည်းကကျုပ်တို့အပေါ်မှာမျှတတယ်နှွေးထွေးတယ်ရီမွန်တယ်ဒါပေမဲ့ဒီနရတိဟာပတိလက်ထက်ကြပါမှသင်ဟာရမက်ကြီးအရေးချင်းမဲ့တဲ့အပြင် ဟိုမုတ်တမကနေဟောဒီမစ္ဆာကြီးရီအထိအနှိတ်အကော့အကျဉ်အကျန်နဲ့အာနာကပြင်းကျုပ်တို့ပစ္စည်းကျုပ်တို့လဲရဘယ်မှာအီအီချမ်းချမ်းလောက်ကန်စားတော့ကြရလို့လဲဟော အခုလဲဒင်းအစီမံညံ့ဖြင်းပြီးရမက်ကြီးလွန်လို့တံပတိပရဲ့ချွတ်ချုံကြချိနေမှုတွေဟာနောက်ဆုံးတော့ကျုပ်တို့ပြည်သူပြည်သားတွေအပေါ်ပဲဖိစီးနေတာပဲမဟုတ်လားဟောဒီမစ္ဆာကြီးရီလို့နေစုံနေဖြားမှာအဆိုးဆုံးပါအကြီးရာ ငပြည့်ဆိုင်ဤစကားအဖြစ်မိခင်ကတက်ပြင်းရှိတစ်ချက်ချလိုက်သည်ထို့နောက်သူမလှုပ်လှစားကြောက်ပြန်ပြများကြက်တင်သောနေရာသို့ပြန်သွားပြီးမိမသူအဖော်များအားတိမ်ကြုံကြီကလက်နှစ်ဖက်ကိုဆန့်တန်းလိုက်သည်ထို့နောက်အခုမစ္ဆာဂူရီလည်းမရှိတော့ဘူးတန်ပဒီပရဲ့တိုက်ဆင်တွေစစ်မြင်းတွေနဲ့လည်းဝေးခဲ့ပြီအခုလိုအိုးခွက်တွေအစ်စ်လှုပ်ဝါခုတ်တက်ကြဲပြစ်ပြီးအိမ်ယာတီရေကြီးစမ်းကြောင်းလေးမှာငါးဖန်းကဲ ဟောဒီရံဝေးတောင်စခန်းမှာပဲအခြေချကြယုံပေါ့မိခင်ဤအာပါတရရေတံကြောင့်အိုးခွက်များထွင်ထူအချောတိုက်ကြက်တင်နေသောမိမ့်မဲ့သူများဒီလကတောင်ကျောတလျှောက်တစ်ခုတ်ဝါခုတ်တောင်းရှင်းနေသောမိဆာဂီရီသားတို့ဒီလကလှုပ်လက်စာအလုံများကိုရက်ခါအံ့အားတသင့်လှမ်းကြည့်လိုက်ကြသည်ငပြည့်စံသည် ခွက်ထိုးခွက်လန်းရင်နေသော မိခင်ထံသို့လျှောက်သွားပြီး ဆန့်တန်းထားသောလက်နှစ်ဖက်အားဆုပ်ကိုင်းလှုပ်ရမ်းလိုက်သည် မဟုတ်သေးဘူးအကြီးရဲ့ဟောဒီရန်ဝေးတောင်မှာကျုပ်တို့တွေအင်ယာတီးပြီးအေးအေးချမ်းချမ်းနေလို့မရသေးဘူးလေမစ္စဂီရီဟာကျုပ်တို့ဘိုးဘွားအမွေနှစ်ဒီအမွေနှစ်ကိုကျုပ်တို့ပြန်လဲတိဆောက်ရအောင်မယ်ပြီးတော့တံပတီပါမှာရှိတဲ့ကျုပ်တို့သွေးချင်းတွေဟာလဲနရတေယပတိရဲ့အာနာဇက်အောင်အလူအလင်ခံနေရတာကျုပ်တို့နေစိမ့်ပါမလားကျုပ်တို့မှာလက်နှစ်ဖက်ရှိသေးတယ် လေးများချွန်စရာဝါတော်ကြီးတွေရှိတယ်။ဟောဟိုကြောက်တောင်တွေထဲမှာဒါလှန့်တွေ့တတ်ထုတွေရှိတယ်။ကဲဘာလို့ဒီလဲ။ကျွန်ုပ်ဒီအလွန်စိတ်လို့ရှားဝဲကောင်းသည့်မြင်ကွင်းတစ်ခုအားတငေးတမောထိုင်ကြည့်နေမိသည်။ငပြေဆန်ဤအာမန်မိခင်ဤမာနများသည့်အဘဲမာလင် ကျွန်ုပ်ဤနှလုံးသားအားမလုံလို့ပဲနေနိုင်အံ့နီ။ဥရုချောင်းပြဟူကောင်းတောင်ကြားမြစ်ဝမ်းလွင်ပြင်တံပတိပသွေခြင်း တိုက်ဆင်းစစ်မြင်းမစ္ဆဂီရီမှမိโกလုံးများပြီးတော့လေများဓာလန်ကျွန်ုပ်ဤနှလုံးသားအားတစစီထိုးမွားကြာကြည်ပြီးတကောလုံးရှိသွေးတို့သည်ပွက်ပွက်ဆူလာ၏နှလုံးသားအသည့်သည်ရင်တွင်ရှိငုံရှိုးနေသော စကလုံးများကိုလျှက်တစ်ပြက်ဆွဲယူစုစည်းနေလေသည်အသည့်ညံသည် ရုတ်ချီပွင့်လင်းလာသလိုခံစားလိုက်ရသည် စောစောကမိခင်ဤဒေါသကြောင့်ငုံရှိုးနေသည့်အမှန်သည်ရုတ်တရက်ပြေလာကထိုင်ရမဝန်းကနေထပြီးငပြေစံထံပြေးသွားလိုက်မိသည် မိခင်ပဲလှဲ့နေသော သူ့ခန္ဓာကိုယ်ကိုမိမိပဲခက်ကြမ်းကြမ်းဆွဲလှဲ့လိုက်သည်ထို့နောက်နှုတ်ဖြားမှရုံးကန်ထွက်နေသောစကလုံးကိုဇက်ကုံဖွင့်ရန်အာယူလိုက်ရသည်လေးမြားဓာလံတိုက်ဆင်ဆင်မြင်ငပြေစံသည်မျက်နာတစ်ချက်ဝင်လက်သွားသည် ကျွန်ုပ်ရင်တွင်မှမူတင်နကပြူဟာဆိုသောစကလုံးရုံးကန်ထွက်သွားခြင်းကြောင့်အော့ပါရှင်းလင်းသွား၏ထို့နောက်ငပြိဆန်ကကျွန်ုပ်လက်ကိုဖြစ်ညစ်လိုက်ရင်တင်နကပြူဟာဟုတ်တယ်တင်နကပြူဟာဟုတ်လိုက်လေလင်ကားဆရာလေးရဲ့ဒါကိုပဲပြောမလို့တံပဒီပါဟာဘယ်တော့ပင်အင်အားကြီးမပါစေသူတို့ရဲ့ညံဖျင်းတဲ့အရေးချင်းကြောင့်စုစည်းမှုမရှိ အချင်းချင်းတွေးကွဲကြဂိုင်းကနာတွေဖွဲ့ကြတာမင်းသိ သူတို့အပြိုအကွဲသူတို့အာနေချင်ဟာတို့ရဲ့အောင်ပွဲပေါ့ကွာဒီတော့ထမင်းကိုတလုတ်စီစားတယ်လို့သူတို့ကိုတပိုင်းစီချွေရမယ်သူတို့လက်ဆယ်ချောင်းစလုံးဒဏ်ရာရဖို့ထက်လက်တချောင်းကိုဖြတ်ရမယ်ငပြိတ်ဆိုင်ဤမျက်လုံးအစုံမှာဆုရှတောက်ပြောင်နေသည်တစုံတစ်ခုကို ထိုးထွင်းသိနေတဲ့ကဲ့သို့ခန်းစားရ၏ငပြိတ်ဆိုင်ဤစကလုံးခွန်အားများကအတက်စရာကောင်းပါပြီတော့ထမင်းကိုတလုတ်စီချွေစားတယ်လို့တဲ့ လှပသောရှင်ထိုးပြမှုအပေါ်နေဝင်နေကမှငပြည့်စံသည်ကျွန်ုပ်လက်မောင်းကိုခက်ကြံကြံလှုပ်ရမ်းလိုက်ပြီးလင်းငါဆရာလေးငါတို့အမိဖားနေတူငါတို့တတွေဟာငါတို့ပျော်ရတောင်းသေးလားလို့ဆိုရမယ်မစ္စဂီရီရဲ့ချောင်းမြောင်းတွေမှာကြည်ပြင်းခဲ့ကြတာမို့ပိုက်ကွန်တွေဟာတို့လိုတငါသေးတွေရဲ့ဖွားဘက်တော်တွေပဲမဟုတ်လားအေးတငါသေးကပိုက်ကွန်ကိုအလင်မြန်ဖြန့်အလင်မြန်ရုပ်တယ်လို့ ိုက်ကွန်အဖြတ်မှာရေးအတိတ်နဲ့ရေးစီးနှုံနဲ့ဒိုက်တရော်တွေကိုစူးစမ်းရတယ်လို့ပြီးတော့ပိုက်ကွန်ကိုအဆင်သင့်ရုပ်နိုင်ဖို့ပိုက်ကျိုးကိုအမြဲမြဲဆုပ်ကင်ထားရတယ်လို့ငါတို့ရဲမက်တွေဟာလှည့်မြန်စွာ ဖြန့်နိုင်ရုပ်နိုင်ရမယ်။တိုက်ပွဲဒေသရဲ့အခြေအနေလူမှုသဘောထားရန်သူအတားအဆီးတွေကိုတွက်ချက်တိုက်ရမယ်။ပြီးတော့ဒိုးဒရီရဲ့ရဲမက်တွေကိုအဆက်အသွယ်မပြတ်စူးစီလှုပ်ရှားနိုင်ရမယ်။ဒါဟာတို့ရဲ့တင်နေကပြူဟာပေါ့ကွာ။ ဟုတ်လိုက်လေ နောင်ငယ်ရဲ့ဗားတဲ့ရန်သူကိုတိုက်တဲ့အခါထမင်းကိုတလုတ်စီခြွေစားသလိုကျွမ်းကျင်တဲ့တငါတဲ့ငါဖမ်းသလိုတဲ့ဘာခက်လို့လဲလေးတွေမြားတွေဓာတ်တွေလန့်တွေနဲ့အတူတင်တကဖြူဟာရှိပြီပဲဘာမှုစရာလိုတယ်လဲနောင်ငယ်ရဲ့ဟောဟိုမစ္ဆာဂီရီကိုမိဟုံဟုံ တောက်စီတဲ့တိုက်စင်တွေစင်မြင့်တွေကို အမောင့်ခြေချဆို အားတက်မှုကြောင့်မိမိဤအတန်များပင် တုံနေသည်ကို သတိထားမိသည် ဟဲ့လင်းကဆရာလေးစန္ဒမစိုးနဲ့လေဒီတင်နကပြူဟာမှာရန်သူတက်ရင် ကိုကဆုတ်ရမယ်ရန်သူနားမှာကိုကနှောက်ရရမယ်ရန်သူပန်းမှာ ကိုကတိုက်ရမယ်ရန်သူဆုတ်မှာကိုကလိုက်ရမယ်နိုင်နိုင်မှတိုက် မနိုင်နိုင်ရင်ရှောင်ရမယ်အရှိဘက်ကအယောင်ပြအနောက်ဘက်ကတိုက်ရမယ်ကဲတို့တွေလည်းမစ္စဂီရီတိုက်ပွဲကြောင့်စစ်ပန်းနေပြီဒီတော့အနားယူရင်အောင်းမွေးကြအောင်ဆိုရက်လင်ကာဆရာလေးဟာ အခုတော့လေတကယ်တငါတယ်လေးဖြစ်နေတော့ကိုကွာငပြိဆန်ကကျွန်ုပ်ကိုအဘဒရဖယ်ရမ်းလိုက်သည်ကျွန်ုပ်ကမျက်ရည်ဝိုင်းသည့်အထိ ခံစားလိုက်ရ၏မိခင်ကမူအိုးခွက်များဖုတ်နေရမှခေါင်းတငိမ့်ငိမ့်ဖြင့်ကြည်နေလေသည်ထို့နောက်ငပြိဆန်နှင့်ကျွန်ုပ်သည် မိခင်အားလက်မောင်းနှစ်ဖက်မှတွဲထူလိုက်ရင်းခဏတစ်ဖြုတ်အနားယူရန်အရှိတ်ဘက်တောင်ကျော်စီဦးတည်လိုက်ကြသည် ထွန်သစ္စာနေအောင်ကြည်သည်ရံဝေးတောင်ပေါ်ဖြန့်ကျက်စပြုလိပြီ သူ ခရီးဆက်တော့အံဤသို့ဖြင့်နေပေါင်းများစွာကိုလှပစွာရက်တည်ပြီးရောမည်ထို့အတူ နေပေါင်းများစွာသည် အချိုးကျစွာဖြင့်လပေါင်းများစွာကိုတီဆောက်ပြီးရောမည်လပေါင်းများစွာနှစ်ပေါင်းများစွာခု၁၀ရာ900တထား ရာဇဝင်ဝိတ္ထုအရေးများသောစာရေးဆရာလေးသည်ရန်ဝေးမြို့တစ်ကလေးသို့ရောက်ကလေးကဝိတ္ထုတို့တဘောစာကြပြတပိုက်စာပင်မေးရေးဖြစ်သည်စိတ်ကူးထားသောတဘောညီပြောမည်ယောဟန်နီဆိုသည့်လုံးချင်းဝိတ္ထုမှလည်းဝေးလာဝေးမြို့တစ်ကလေး၏ရာဒီဥတုနှင့်တဘောဝအလှများကဖန်ဆာလွန်တာကြောင့်တောလန်းလေးတစ်လျှောက်လမ်းလျှောက်လိုလျှောက်ကြည်လက်အေးစမ်းရည်တိမ်မှရေစိမ်လိုစိမ် တဲခိုရဘင်္ဂလိုအင်္ဂလိပ်ရောက်ပြန်တော့စာဖတ်ရသည့်အရသာလောက်ဘဲဟားမှသဘောမတွေ့တာကြောင့်ကလောင်ပင်မကင်အားခုလဲနက်နက်စောစောလမ်းလျှောက်ပြန်လာကြတဲ့ကဝရန်တာလေးမှာနေစာလုံရင်းဖက်လက်စအမှန်နှမ်းရာဇဝင်တော်ကြီး၏စာမျက်နှာများ၌ပင်ခေါင်းနစ်မြုပ်နေမိတော်သည်မင်းကြီးသည်နှလုံးတော်ပြည့်၍မိဖုရားစောကို တိုင်ပင်တော်မူ၏ငါတို့သည် ပကန်းနေပြီတော့အရောက်ဆံရတော်လဲတင့်မီလော့ ဒီတွင်ဘိုးပါဆုယုံ၍နေရအောင်တော်လဲတင့်မီလောဟုမိန်တော်မူ၏မိဖုရားစောလဲဆန်တော်မူမီမိန်တော်စကားသည် လွယ်၏ပြည်တဲ့အရေးကို ထောက်ရှုသောခက်၏အဘဲတို့ခက်သည်ဟုမူကားအချွေအယံပြည်သူပြည်သားအလုံးရင်းမရှိဘဲနေပြည်တော်သို့ဝင်၍နေကြသော ရန်သူလက်တွင် အခက်ပင်ဖြစ်ချေရသည်ပြည်သူပြည်သားအပေါင်းတို့သည်လည်းအလောင်းမင်းကြီးသည် အကိုအညံ့ပြင်းတော်မူလာ၍ အာနာတော်ကိုကြောက်တော့အဖြစ်ပြည်တော်တို့ မချင်းမဝင်ကြသည်ဖြစ်သည် ထို့ကြောင့်အရင်အထက်ကကျွန်တော်မှလျှောက်ပါသည်ယူတော်မမူပါပြည့်ဝမ်းကိုမဖောက်ရပြည့်ဥကင်းကို မနှိမ်ရပြည့်တကွန်ကိုလည်းမချိုးရပြည့်မျက်နာကိုလည်းမဖြဲ့ရပြည့်ချေပြည့်လက်ကိုလည်းမဖြတ်ရဟု အထက်ကလျှောက်ပါသည်ယူတော်မမူ ယခုပြည်ရွာစီပင်မြစ်အရေးဒီအလွန်ခဲလာသည်ဟု နားတော်လျှောက်ပေ၏မျက်စိအတန်ငယ်ညောင်းလာသည်ဖြင့်စောက်အုပ်ကိုပိတ်လိုက်သည် မလန်းမကန်တရက်ပင်ကြီးအောက်မှာတော့တိကန်းကြောင်များမီးရှို့ထား၍မိကိုငွေကတလူလူဖွဲဖွဲကြဆင်းဆင်းဖြစ်သောနှင်းမုံများကြမှာမိကိုငွေများလူးလွန်နေကြသည် ထိုင်းလက်စာပက်လက်ကလက်ထိုင်းမှထပြီးခါးဆန့်အညောင်းဖြေရင်းဝရန်တာလက်ရန်လေးမှာလက်ထောက်ငေးမောနေမိသည် ဟိုအဝေးတောင်ထွက်လေးပေါ်မှာဇီဒီလေးတဆူစီလမ်းမျောမိပါမှာအတိတ်ပဲဖော်လက်စပကံခေကြောက်စာကလေးတစ်ချက်စီအာယုံရောက်သွားတော့သည်အာဆက်လုံးတွေကိုတူးဆွရအောင်ပါပါကလားတကယ်တော့ဒီကြောက်စာကလည်းယခုလမ်းမြင်ဖူးတွေ့နေရသည့်ဇီဒီလေးပရဝံအားရှင်းလင်းကြရင်မှ တွေ့ရှိခဲ့သည်ဟုဘင်္ဂလိုဆောင်ကြီးကစာရင်းဆရာအားပြောပြထားပါသည် ကြောက်စာပါစကလုံးတွေမှာစာရင်းစရာဤအမှန်ဘလူအောက်တွင်မှာတင်ကြိုင်ကပီးစာမှန်တည်ကြရတော့သည်ကျူးကျော်တို့မွန်ဂို တာတာတို့အားခုခံရင်ကြဆောင်ခဲ့သည်လင်္ကာဆရာလေးငလုံးမအားမြုပ်နှံတကြိုရာဟူသောခေါင်းကြီးလေးကြောင့်စာရင်းစရာသည်ကြောက်စာပဟေလီအားပုံမိုစိတ်ဝင်စားလာတော့သည်ဆက်လက်၍အတိတ်ပဲဖော်ပြသလောက်ကပီးစာပါစာသားလေးတွေကိုတော့အထက်ထက်ဖတ်ရလွန်၍အလွတ်ရနေပြီ။ ပါတယ်သူကတငါတဲ့သို့တော်မူရင်စပါးစိုက်ပြိုးကကျွဲနွားများကိုကျေစုတုံပြန်သူသူကတငါတဲ့သို့တော်ပင်လေလေးနဲ့မိเจ้าများအားအစာကျွေးသူမဟုတ်သူကတငါတဲ့သို့တော်ရင်တွင်ခန်းစားရသည်များကို ဖွင့်အံတေးတချင်းတပေါံတန်ကို နားထောင်တောင်တန်းများကိုကာကွယ်သူ သူကား ထိုနေ့ညမှာတော့စာရေးဆရာလေးသည်ဝိထုတို့တပုတ်ကို ရေးမိရဲ့သားဖြစ်နေမိတော်သည်ဆူးငက်ရေကောင်ပွင့်မဂဇင်းဂျွန်လ1993ခုနှစ်နားဆင်အပိတ်ခဲ့ကြတဲ့သူအားလုံးကိုຫນွေဦးနရတိန်ချန်နယ်ဝိုင်းတော်သားအားလုံးကကျေးဇူးအများကြီးတင်ပါတယ်ရှင်